အားလုံးပဲမင်္ဂလာပါရှင်မြမကတွေကကြရဲဆိုရင်ပေါ့နော်အခုလိုမျိုးပုံနဲ့မှပြထားတဲ့အတိုင်းအကခွင်ပုံစံလေးနဲ့ကကြရဲပေါ့နော်အဲ့တော့အကခွင်ကိုဘယ်လိုမျိုးတိုင်းရမလဲဆိုတော့ဖနောင်းနှစ်ခုကြာမှာဓမိုက်ခြေပြားထိတ်နှစ်ခုကြာမှာတထွားဓမိုက်ဒူးကောင်းနှစ်ခုကြာမှာ တောင်စော့ ပြီးရင်ခါပေါ်မှာလက်ဖက်နှောက်ထောင်ပြီးရောအခုလိုမျိုးလေးအသင့်နေထိုင်နေနေပြီးရောကရပါတယ်။ခေါင်းခါချေလဲစုံ15ခွက်ကြာပတ်လန် ချေပေးသွားပေးရွှေ့